အခုတင်ဆက်ပေးမယ့်အားစားသင်ကတော့ကမ္ဘာပြေကုန်ပြေချန်ပီယံရှစ်ပြိုင်ပွဲဒုတ်တောက်ကုန်ပွဲစဉ်မှာအစ္စမရီယာကတတိယမြောက်ရှုတစိတ်ဆုခုခဲ့ဆိုတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရုရှားနိုင်ငံမှာ၁၄ချိန်မြောက်အဖြစ်ကျင်းပပြုလုပ်လျက်ရှိတဲ့ကမ္ဘာပြေကုန်ပြေချန်ပီယံရှစ်ပြိုင်ပွဲဒုတ်တောက်ကုန်ပွဲစဉ်မှာအိရှေနိုင်ငံသူအစ္စမရီယာက၄.၈ကီလိုမီတာခုံပြီးအနိုင်ရဖို့ဆွဲသွားခဲ့ကြောင်းကို AFP သတင်းဌာနကဖော်ပြခဲ့ပါတယ်။ 5.36မီတာနဲ့ကမ္ဘာစံချိန်တင်ထားတဲ့ SMBRIA အနေနဲ့ရခိုင်စံချိန်ဟောင်းကို5.39မီတာနဲ့ရိုက်ချိုးရန်ကြိုးပမ်းခဲ့ပေမဲ့အောင်မြင်မှုများရှိခဲ့ကြောင်းသိရှိရပါတယ်။အသက်32နှစ်အရွယ်ရှိတဲ့ SMBRIA က2005 Helsinki နဲ့2009 Osaka ပြိုင်ပွဲများမှာအနိုင်ရရှိခဲ့တာကြောင့်တတိယမြောက်ရွှေတစိရယူနိုင်ခဲ့တာဖြစ်ပြီး2008 Beijing Olympic ပြိုင်ပွဲမှာအနိုင်ရခဲ့ပြီးနောက်မေဂျာလိပြိုင်ပွဲမှာအောင်မြင်မှုပြန်လည်ရရှိခဲ့ပါတယ်။ဒါပြင် SMBRIA အနေနဲ့ပြီးခဲ့တဲ့ရပိုင်တွင်းမှာပဲရွှေတစိရယူနိုင်ခဲ့ရင် ူမရဲ့အနားယူမယ်ဆုံးဖြတ်ချက်ကိုပြန်လည်စဉ်းစားမယ်လို့ဆိုထားခဲ့ပါတယ်။တခြားပွဲစဉ်များမှာအမျိုးသားပွဲစဉ်မီတာ400မှာလာရှောင်မာရစ်အမေရိကန်မီတာ800မှာ အာမန်အီသီယိုးဘီးယားမီတာ130တန်းကျော်မှာဒေးဗစ်အိုလီဗာအမေရိကန်20ကီလိုမီတာလမ်းလျှောက်မှာအီဗန်နော့ရုရှားဒုတ်တော့ကုံမှာဟတ်ဂျပီဂျာမနီတန်ဝိုင်းပစ်မှာဟတ်တင်းဂျာမနီတန်လုံးကျိုးတက်ပစ်မှာ ပါဝဲဖာဒတ်ပိုလန်ဒက်ကတ်လွန်17မျိုးမှာအီတန်အမေရိကန် အမျိုးသမီးမီတာ100ပွဲစဉ်မှာဖရေဇာဂျာမေကာမီတာ400မှာအိုဟူရူဂူဗြိတိန်မျိုးသမီးမီတာ1000မှာဒီဘာဘာအီသီယိုပီးယားမီတာ3000အတားဆီးကြော်ပြေးပွဲမှာခြေဝါကင်ညာ20ကီလိုမီတာလမ်းလျှောက်မှာလက်မာနိုဗာရုရှားအလျားခုံမှာရီဆေအမေရိကန်တန်လုံးပြစ်မှာဗယ်လာရီအဒမ်စ်နယူးဇီလန်တန်လုံးကျိုးတက်ပြစ်မှာပါကိုဗစ်ခရိုရှားဟတ်တာတန်လုံးခုနှစ်မျိုးစုံမှာ မန်နီချီကိုယူကရိန်းတို့ကအသီးသီးအနိုင်ရရှိခဲ့ပါရခင်ဗျာ။